်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လေကီကော်တိုက်ပွဲအတွင်းစစ်တိုက်လျင်မှုဘုံကျဲမှပြီးစစ်ခွေးအများပြားတိတ်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လေကီကော်နီတိုက်ပွဲအဆက်မပြတ်ဖြစ်ပေါ်နေသည့်အချိန်မှာတိုက်ခိုက်လျင်များဟာတိုက်ပွဲကွင်းအတွင်းတနက်ဆောင်တန်နှင့်မီးပေါက်တံတွေကြားထပ်မံပေါ်ပေါက်လာခဲ့ပါတယ်ဆီအာနာရှင်ကတိုက်ခိုက်မှုကိုအင်အားကြီးအောင်ထိန်းချုပ်လို့တော့လေလျင်မှမှုကြောင့်အလွန်ကြီးမားသည့်အစွမ်းသက်တည်နေတဲ့ တက်တည်ခံရခြင်းဖြစ်လာခဲ့ပါတယ်။တိုက်ပွဲကွင်းအတွင်းတွင်တိုက်လေယာဉ်နှစ်စင်းတပြိုင်နက်တည်းပြန်လာခဲ့ပြီးလေတူးမှစစ်ခွေးတက်အစုအပြုံကြီးကိုဘုံကျဲချခဲ့ကြပါတယ်။သို့သောတရင်အရတိုက်လေယာဉ်များမညှိထားမိသည့်အတွက်အချင်းချင်းအမားကြုံ၍တယောက်တည်းမဟုတ်ဘဲစီအင်အားသက်ဆောင်နေသည့်တရင်တရင်ပေါ်အဆက်မပြတ်ဘုံကျဲချခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်စစ်ခွေးများအများအပြားချက်ချင်းတိဆုံသွားကြပြီးတချို့ကညွှန်ကြားပေးနေတဲ့အရာရှိတွေရဲဘက်တွေပါတိဆုံခြင်းဒဏ်ရာရခြင်းများဖြစ်ပေါ်ခဲ့ပါတယ် ဒေသုံသည့်စစ်သားအရေးအတွက်ကိုတိကျစွာအာဏာရှင်ဘက်ကမဖော်ပြနိုင်တော့လေလက်ရှိထိစစ်သေးဆုံးသူအရေးအတွက်30အများနှစ်အထက်ရှိကြောင်းဒေသခံများထံမှအတိအပြုသတင်းများထွက်ပေါ်နေပါတယ်။ဒေသုံသူများတဲတွင်မိလောက်ကျွမ်းသွားသူများပုံပေါက်ချင်းကြောင်းအလောင်းပုံစံမခံမနိုင်လောက်အောင်မိလောက်ကျွမ်းသွားသူများအပြင်အလွန်အမင်းဒဏ်ရာရသူများပါပါဝင်ကြပါတယ်။တိုက်ခိုက်မှုနောက်ပိုင်းစစ်အာဏာရှင်ဘက်ကသတင်းစာထုတ်ဖို့ကြိုးစားတော့လေအမှန်တရားဖျက်သိမ်းနေကြောင်းသတင်းရရှိပါတယ်။ ဒေသခံများကစစ်လေရင်တွေတိုက်ခိုက်လာတဲ့အခါပုံကြနေသည့်နေရာတွေကလက်နက်မဲ့စစ်ခွေးတပ်များစုပေါင်းနေတဲ့နေရာတွေပါအမားကြောင့်သူတို့ကိုသူတို့ပဲတည်ကြည်သွားကြတာကိုမြင်တွေ့ရတဲ့ဟုဖော်ပြခဲ့ကြပါတယ်။လေကိကော်တဝိုက်တိုက်ပွဲတွေနေ့တိုင်းနေ့ပါလက်နက်ကြီးပေါက်ကွဲတံများကြားနေရတော့လဲဤတစ်ချိန်ဖြစ်ပေါ်မှုသည်အချင်းချင်းပြစ်ခတ်မှုမှားယွင်းခြင်းကြောင့်အာနာရှင်ဘက်အတွက်စစ်တပ်ဆွမ်းအားတစ်ဖက်လုံးရောကြသွားမိအခြေအနေဖြစ်ပေါ်လာနိုင်ကြောင်းစစ်တုံးပညာရှင်များကသုံးသပ်နေကြပါတယ်။လေကိကော်တိုက်ပွဲတွင်စစ်တိုက်လေရင်များအချင်းချင်းပုံကျဲမှမှုကြောင့် စစ်ခွေးအများပြားတည်ဆုံသွားခြင်းဖြစ်ပြီးစစ်အာဏာရှင်ဘက်အတွက်စစ်အင်အားရောကြသည့်ထိခိုက်မှုကြီးမားသည့်အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါသည်။ဆက်လက်ပြီးကမ်ဘလူးမှခင်ဦးဘက်သို့စစ်ကြောင်းထိုးလာသောအင်အား100ကျော်ပါတပ်မ33တပ်ကိုတိုက်ခိုက်မှုစစ်ကြောင်းစုဖွဲ့မှုပြက်ပြီးစစ်ကြောင်းမှုအပါစစ်သား90ဦးတည်ဆုံစစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းများရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါသည်။ စကိုင်းတိုင်းကံဘလူမျိုးနယ်မှာခင်ဦးဘတ်တို့စစ်ကြောင်းထုတ်လာတော့အင်အားတရာကျော်ပါတပ်မ33တပ်များကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းစုခွဲမှုပြတ်ပြီးစစ်ကြောင်းမှုအပောင်းစစ်သား50ဦးသေဆုံးစစ်တုံးမှ15ဦးနဲ့လက်နက်ခဲယမ်းများရရှိကြောင်းစကိုင်းတိုင်းပြည်သူ့ကောက်ွက်ရေးအဖွဲ့မှတော်လန်ရေးတရင်ရင်းမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကံဘလူမျိုးနယ်ဝက်တိုးကြီးရွာစစ်တပ်အထိုင်စခန်းမှာခင်ဦးမျိုးနယ်ဘတ်တို့အင်အား102ဦးဖြင့်စစ်ကြောင်းထုတ်လာတော့တပ်မ33လောက်ခန့် ခလာရ138စစ်ကြောင်းကိုကမ်ဘလူမျိုးနဲ့ရှင်းတိုက်ရွာအနီးတွင်တော်လန်ရေးတပ်များကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာနနက်7:45မိနစ်အချိန်အထိကြာမြင့်ခဲ့ပြီးစစ်တပ်မှစစ်ကြောင်းမှုအပါအဝင်60ဦးသေဆုံးကြောင်းစစ်တုံးပန်း15ဦးကိုလက်နက်ခဲယံများနဲ့အတူဖမ်းဆီးရရှိထားကြောင်းသိရပါတယ်လက်နက်ခဲယံသိမ်းဆီးရရှိမှုအနေဖြင့် MA1 နှစ်လမ်း MA3 နှစ်လမ်း MA4 တလန် G3 ခုနှစ်လက် MA6 တလန် MAN တလန်ကာပိုင်၅လက်စလျာတလက်လေးလက်ဒရုန်းတစ်စင်း ချမ်းပါအကြီးတလုံးပါဝါစတေရှင်တလုံး laptop တလုံး40မမဘုံတီတလုံးအီနာကသုံးလုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်တိုက်ပွဲမှာစစ်ကြောင်းမှုငရဲရောက်သွားပါတယ်တချို့တဝက်စစ်ခွေးတွေကတော့ဝတ်တိုးခွေးထိုင်နေပြန်ဝင်သွားနိုင်ခဲ့တယ်နာမခါကနေတက်လာတဲ့ဂျိုင်းရိုကော့ပတာ3စီးဟာခင်ဦးကံဘလူနဲ့စက်မှနှစ်ချိန်လေးချောင်းတိုက်ခိုက်ပြီးပြန်ခောက်သွားပါတယ်အထီးကိမရှိပါဘူးဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်အဆိုပါတိုက်ပွဲတွင်ကံဘလူခရိုင်ပကဖာကာဘိုးတိုက်နယ်ပကဖာ ကြောက်တိုင်ပကဖာရေဦးမြို့နယ်လက်ယုံပကဖာခင်ဦးပကဖာ PDF ပါလာဖစုခွဲ့တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စကိုင်းတိုင်းပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပကဖာဤခနက်ဦးတိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်လဲကံပလူခရိုင်ရွှေဘုတ်ခရိုင်များတွင်စစ်ကြောင်းထုတ်ပြီးအကြံဖက်လောက်ရများလုံဆောင်နေသောစစ်တပ်စစ်ကြောင်းကိုယနေ့တွင်ကံပလူခရိုင်ပကဖာအထူးလှုပ်ရှားတက်ရင်ရေဦးမြို့နယ်ပကဖာဒူဝန်အဖွဲ့ရွှေဘုတ်ခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင် တန်ဆင်နှင့်တော်လရင်အင်အားစုများကကြားပြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်မှအထိနာပြီးစစ်တုံးပန်းနှင့်လက်နက်ခဲယံများသိမ်းဆည်းရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်။ဆက်လက်ပြီးစစ်ကြောင်းပြုတ်သည့်အထိစစ်ကြောင်းထုတ်ခဲ့တဲ့တိုင်းချောင်းရွာကိုစစ်ကော်မရှင်ထိန်းချုပ်မှုစစ်လော်ဘီများပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါသည်။ကြောက်ဖြူမျိုးနဲ့တိုင်းချောင်းရွာကိုစစ်ကော်မရှင်တပ်များဝင်ရောက်ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်းစစ်တပ်လော်ဘီများက Telegram Channel များတွင်ဝါဒဖြန့်ပေါ်ပြလာကြောင်းသိရပါသည်။တိုင်းချောင်းရွာနဲ့တိုင်းချောင်းဆဲကိုစစ်ကော်မရှင်တပ်ကပြန်လည်ထိန်းချုပ်လိုက်ကြောင်း နိုဝင်ဘာ၁၀ရက်နေ့ကစစ်တပ်ထောက်ခံ Telegram Channel များကဓာတ်ပုံများဖြင့်ဖော်ပြလာခြင်းဖြစ်ပါတယ်။ဓာတ်ပုံတွေနဲ့တိုင်းချောင်းကိုတိမ့်ပြီးကြောင်းအောင်ပွဲခံနေရတာတွေ့ရပါတယ်။ရေတက်သင်းပေါ်တွေကတော့လက်နက်ကြီးနဲ့စက်တိုက်ပစ်နေလို့ရွာဆေးရွာလောက်ပြောင်းပြေးနေရတဲ့ဟုကြောက်ဖြူသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။တိုင်းချောင်းရွာနဲ့တိုင်းချောင်းတောင်ကိုစစ်ကော်မရှင်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေခဲ့ခြင်းဖြစ်ပြီးစစ်ကြောင်းလိုက်ပြုတ်ခါတက်ဆုတ်ခဲ့ရပြီးနောက်စစ်ကြောင်းများခွဲကစစ်ကြောင်းထတ်တူလာခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ24ရက်ကတိုင်းချောင်းရွာကိုစစ်ကူတက်လာတဲ့စစ်ကောမရှင်စစ်ကြောင်းနဲ့ AA တို့ထိတ်တိုက်တွေ့ပြီးအလောင်းကောက်ယူနိုင်ခြင်းပင်မရှိဘဲထွက်ပြေးခဲ့ကြရကြောင်းသိရပါတယ်။ထို့ပြင်အောက်တိုဘာ31ရက်နေ့ကလည်းတိုင်းချောင်းကျေးရွာကိုတက်လာသည့်စစ်ကောမရှင်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရကစိုင်းချောင်းအနီးတွင်တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းလိုက်ပြုတ်သွားခဲ့ကြောင်းဒေသတွင်သတင်းရင်းမြစ်များထံမှသိရပါတယ်။အမှတ်32ရဲတပ်ရင်းနဲ့တညောက်ပလီရဲတပ်ဌာနချုပ်တို့ကိုတိုက်ခိုက်နိုင်ရန် တိုင်းချောင်းတောင်တီစီရဲအရာအေးပါသည့်အတွက်စစ်ကော်မရှင်ကတိုင်းချောင်းရွာကိုစိုးမိုးထိန်ချုပ်ရန်အတိခံစစ်ကြောင်းထိုးတက်နေခြင်းဖြစ်ကြောင်းသိရပါတယ်ဆလပင်ရန်ကုန်တိုင်းမှာကြံ့ခိုင်ရေးပါတီမဲဆွဲဆိုင်ပုံများဖျက်ဆီးခံရသဖြင့်လုံခြုံရေးယူပေးရန်အမိန့်ထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းမှာကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွဲဆိုင်ပုံတွေဖျက်ဆီးခံရပြီးနောက်ကြံ့ခိုင်ရေးပါတီမဲဆွဲဆိုင်ပုံရှိရာနေရာတွေမှာရဲတွေကိုအရက်ဝက်နဲ့လုံခြုံရေးချထားဖို့နေပြည်တော်ကနိုဝင်ဘာ12ရက်ဒီကနေ့ညမှာအမိန့်ထုတ်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နှိဆက်သူတွေကပြောပါတယ်။မနေ့ကကြောက်တန်းမြို့နယ်တရက်ကွက်၊၂ရက်ကွက်၊၃ရက်ကွက်နဲ့၄ရက်ကွက်မှာစိုက်ထူထားတဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းရဲ့ဆိုင်းဘုတ်တွေဖျက်ဆီးခံရပြီးနောက်အငိမ့်စားဖို့ချုပ်ကြီးအောင်လင်းထွေးစီစာရေးအကြောင်းကြားခဲ့တာကြောင့်နေပြည်တော်ကောင်စီကနေအမိန့်ထုတ်ခဲ့တာလို့အုပ်ချုပ်ရေးနဲ့နှိဆက်တဲ့သတင်းရင်းမြစ်ကသတင်းဌာနကပြောပါတယ်။မနေ့ကကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း၄ရက်ရဲ့ဘီနိုင်းဆိုင်းဘုတ်တွေကတဲ့ဒီနေ့မနေ့ကျတော့တခုမှမရှိတော့ဘူးအကုန်ဆုတ်ဖြဲသွားတယ်။ဆိုင်းဖုတ်တင်တော့ကရဲကလုံးချုံရိပ်ယူပေးပေမဲ့အချိန်ပြည့်စောင့်မကြည့်နိုင်ဘူးလေ ပါတီဝင်တွေကစောင့်ကြည့်ရမှာဆိုင်းပုတ်တွေဖျက်ဆီးခံခဲ့ရတဲ့ကိစ္စနဲ့တိုင်းရဲတပ်ဖွဲ့ကဒီညနေပဲစာပို့တယ်အယဝက်နဲ့ကြံ့ခိုင်ရေးဆိုင်းပုတ်တွေနာမှာလုံခြုံရေးယူပေးပါတယ်သတင်းကြားတာတော့ကိုစလေတဲ့တယောက်ကဗိုလ်ချုပ်ကြီးအောင်လင်းတွေကိုလှမ်းတိုင်တာလို့ပြောနေကြတယ်ကြောက်တမ်းမျိုးနယ်မှာဝင်ပြိုင်မဲ့ကြံ့ခိုင်ရေးပါတီအမျိုးသားလွှတ်တော်ကိုစလေလောင်ဦးအောင်တီဟာပြည်သူ့လွှတ်တော်ကိုစလေလောင်ဦးနိုင်ဝင်းတိုင်းဒေသကြီးလွှတ်တော်ကိုစလေလောင်တွေဖြစ်တဲ့ဒေါ်အေးမင်းမုံ FPTP စနစ်နဲ့ဦးမျိုးမြင့် PR စနစ်တို့ရဲ့စိုင်းဖုတ်တွေဖျက်ဆီးခံရတာလို့မြို့ကန်တွေစီကသိရပါတယ်။လက်တလုံးမှာစိုင်းဖုတ်ဖျက်ဆီးသူတွေကိုမမိပေမဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတန်လီမျိုးမှရဲစခန်းမှာပ9မြန်ဆောင်2025ရွေးကဥပဒေပုံမှန်24ကကြီးအမှုဖွင့်ထားတယ်လို့နန်စီရီယန်တယောက်ကပြောပါတယ်။ နိုဝင်ဘာ9ရက်ကလည်းမွန်ပြည်နယ်ချောင်းဆောင်မြို့နယ်ကွန်ရိုက်ကြီးပါအုပ်ချုပ်ရေးမှူးရုံးရှိမှကြံခိုင်ရေးပါတီလွှတ်တော်ကိုစလဲလောင်းဝင်ကြီးချုပ်ဦးအောင်ကြည်သိန်းရဲ့ဆိုင်းဘုတ်ကိုဖျက်ဆီးခဲ့တယ်လို့အမျိုးသားတယောက်ကိုရွေးကဥပဒေပုံမှ26ကကြီး24ကကြီးနဲ့အမှုဖွင့်ခဲ့ပါတယ်။အလားတူပင်နိုဝင်ဘာ2ရက်ကလည်းကရင်ပြည်နယ်ဖအံမြို့အမှတ်2ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိစိုက်ထူထားတဲ့ကြံခိုင်ရေးလွှတ်တော်ကိုစလဲလောင်းဝင်ကြီးချုပ်ဦးစောမြင့်ဦးရဲ့မဲဆွယ်ပြီးနိုင်ဖျက်ဆီးခံရပြီး လူငယ်၂ယောက်ကိုစစ်ကောင်စီကဖမ်းဆီးပြီးပုံမှန်24ကကြီးနဲ့အမှုဖွင့်ခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အထူးရရွေးကောက်ပွဲဖြစ်လို့ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုံချကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ချမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။